။ဒါရိုက်တင်ဆက်ပေးနေရယ်မန်လီယဖန်ရဲ့မင်္ဂလာညနေခင်းမှာအစီအစဉ်။87.9 healing talk ကနေပြီးတော့ပရိသတ်တွေအလုံးအလုံးကျူဆူပါတယ်။မင်္ဂလာညနေခင်းပါရှင်။အဲဒီနေ့တော့စန္ဒီယာရဲ့ဇိုင်းဆင်မမဟောစီရဲ့ကိုစားနေရဲ့ကဒီနေ့အဲ topic လေးတစ်ခုပြောထားရပေါ့နော်။ဒါပရိသတ်တွေကိုလည်းဟို Manly FM page လေးမှာကြိုပြီးတော့ထင်ထားပေးပါရစေ။အဲစန္ဒီယာရဲ့ talk show လေးစပါပါပြီရှင်။အဲမမွေမင်္ဂလာပါ။ မင်္ဂလာပါစမ်းနေကိုစားနေဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒီစာရေးသူ AD ရေးထားရပေါ့နော်ဒီ priority ပေးသူတွေဒါဘဝထဲမှာကျန်ပါစေဆိုရဲဒီစာစုလေးပေါ့နော်ဒီစာစုလေးကဒါကျွန်တော် Facebook ကနေပြီးတော့အာမက်မွန်လေးတွေ့ထားကျွန်တော်လည်းတွေ့ထားဆိုတော့ဒီ share လေးအများကြီးရှိထားဆိုတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဒီ priority ဒါကိုက အာကိုပရိုက်တီသတ်မှတ်ခံရလားကိုက option နည်းသတ်မှတ်ခံရလားဆိုတဲ့အကြောင်းလေးကိုဒီနေ့မှာဆွေးနွေးတော့မှာဖြစ်ပါတယ်လို့နော်အဲ့တော့မမွေခုနကကျွန်တော်ပြောခဲ့သူပဲလူတချို့ပေါ့နော်လူချို့ကအာကိုကိုသူကသူရဲ့သူ့ဘဝကိုဦးစားပေးနေတဲ့ priority နည်းသတ်မှတ်တယ်လူတချို့ကတော့ကိုကိုဒီ option ပေါ့ရွေးချယ်စရာတခုနေနဲ့ကိုကိုသတ်မှတ်တယ်ပေါ့အဲ့တော့ဒီ option နဲ့ priority အဲ့ဒါကိုဘယ်လိုခွဲခြားမြင်မိလဲဆိုတာလေးပေါ့နော်မမွေအရင်ဆုံးပြောပြပါအောင်နော်မဟုတ်အဲ့တော့ဒီအလုံးလုံးဆက်ပါတယ်မင်္ဂလာပါအဲ့တော့ အဲဒီဒီမိခွန်းလေးကိုမဖြေခင်ပါဘာမို့ကထုံးစံအတိုင်းပေါ့နော်စာရေးသူကိုနည်းနည်းလေး intro လေးလုပ်ပေးချင်ပါတယ်စာရေးသူကတော့ AD ဖြစ်ပါတယ် secret diary AD secret diary ဆိုပြီးတော့သူ့ရဲ့ page မှာလည်း follower တော်တော်များပါတယ်မမွန်ထင်တယ်ဆို၄သိန်းကျော်လောက်တော့ရှိမယ်ထင်တယ်ပြီးတော့သူစာအုပ်လေး၄အုပ်ထွက်ပြီးပြီပေါ့နော် DME ဆိုတာတအုပ်ထွက်ထားတယ် thank you x ဆိုတာတခုထွက်ထားတယ် 7x ဆိုတာတခုထွက်ထားတယ်နောက်ခုနောက်ဆုံးထွက်တာတော့ after 20ပေါ့နော်အဲ့တော့သူကအဓိကကတော့ဗာလဲဆိုလို့ရှိရင် ဟိုလူငယ်အများကြီးပေါ့သူ့ရဲ့စာတွေကလူငယ်တွေအများကြီး relate လုပ်လို့ရတဲ့စာလေးတွေဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့ idea သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုသူကများသောအားဖြင့်သူရေးတဲ့စာတွေကဒီလိုမျိုး relationship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအများကြီးရှိရပေါ့နော်။အဲ့တော့ဒီမှာအခုသူရေးထားတဲ့စာလေးတစ်ပုဒ်ပေါ့ priority နဲ့ option ဆိုပြီးပေါ့နော်။ priority ဆိုတော့ဒါရွေးချယ်အဲ sorry ဦးစားပေးတာပေါ့။ option ဆိုတာကျတော့ရွေးချယ်ခံရတာပေါ့နော်။အဲ့ဒါလေးကိုဟိုမမုံခုနကကိုစားနေမေးသလိုဘလို့ခွဲခြားမြင်မိသလဲဆိုတဲ့နေရာမှာ မောင်ကအဖြေလေးကိုသူ့ရဲ့သူ့စာရဲမှာရေးထားတဲ့ဟာလေးကိုပဲမောင်မောင်ဖြေခြင်းပါတယ်။သူရေးထားတာတော့ဘာလဲဆိုလို့ရှိရင် priority ဆိုတာကတော့အဓိကလို့သတ်မှတ်ခံရတာမျိုးဦးစားပေးခံရတာမျိုးတံပိုးထားခံရတာမျိုးဖြစ်ပါတယ် option ဆိုတာကတော့ရွေးချယ်စရာတွေတွေကတခုလို့သတ်မှတ်ခံရတာမျိုးနောက်ကိုပို့ထားခံရတာမျိုးလိုအပ်မှအသုံးချခံရတာမျိုး ဖြစ်ပါတယ်ဆိုမမုံအမြင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဟို priority ဆိုတာဦးစားပေးခံရတယ်။နောက် option ဆိုတာကြတော့ဘယ်လိုမျိုးလဲဆို backup သဘောမျိုးထားထားတာပေါ့နော်။ကိုယ်ဟိုမရှိတော့မှမရောက်ရောက်ကိုရွေးရင်လည်းရွေးမယ်။လိုသုံးပေါ့။လိုလိုသုံးဟုတ်တယ်။လိုသုံး backup plan အနေနဲ့ကိုယ်သဘောထားထားရတဲ့ဟာမျိုးပေါ့နော်။ဒါပေမဲ့ဒီမှာ မမုံတို့ဒီ healing talk ရဲ့ဟို objective အတိုင်းပေါ့နော်မမုံတို့ဘယ်ဟိုမှဘယ်မလိုက်ဘဲနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တကယ်တမ်းဘဝမှာ priority အပေးမခံရဘူးဆိုတိုင်းနဲ့စိတ်ညစ်စရာတော့မဟုတ်ဘူးပေါ့လေဒီခါလေးကြောက်လို့ရှိရင်မမုံတို့ဘဝမှာ option လေးတစ်ခုရှိနေသေးတာပဲဆိုတာလည်းအများကြီးပဲစိတ်သက်သာရာရစေတဲ့ဟာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့တခြားမိကွန်းလေးတွေနဲ့သူ့ရဲ့စာလေးကို စာနဲ့ပတ်သက်ပြီးတော့ဒီ priority နဲ့ option ဆိုတဲ့အကြောင်းလေးမမလို့ဆက်ပြီးတော့ဆွေးနွေးသွားမယ်ပေါ့နော်ဟုတ်ကဲ့ပါမမုံရှင်အဲ့တော့မမုံရဲ့ဟို priority ဆိုတာခုနကမမုံလည်းပြောခဲ့သလိုပဲဒီစာစုတွေမှာရေးထားအဓိကလို့သတ်မှတ်ခံရဦးစားပေးခံရတာမျိုးပေါ့နော်အဲဦးစားပေးခံရမှာလေလူတွေကကိုယ်ဩသူတမိုးထားပါလားဆိုတာမျိုးလေးလဲခံစားမိရဆိုတော့လေဟိုမမုံဆိုလို့ရှင်ရောမမုံကိုယ်တိုင်အဘဝရဲ့မှာဘယ်လိုလူမျိုးတွေကိုအဲပြီးတော့ဘယ်လိုအရာမျိုးတွေကို priority အဖြစ်သတ်မှတ်ထားလဲမမုံရဲ့အဲ့လို rules လေးလည်းသိချင်တယ်ဟုတ်အဲ့တော့ တကယ်တော့နော်ဒီ priority ဆိုတာတကယ်တော့ဘာလဲဆိုတော့ value တွေကိုပြောတာပဲမမုံတို့ဘယ်အရာကို value လုပ်လဲပေါ့ဘာလို့လဲဆိုတော့လူတွေကကိုတန်ဖိုးထားတယ်တခုခုတန်ဖိုးထားတယ်ဆိုလို့ရှိရင်အဲ့အရာကအလိုလိုနေရှေ့ရောက်သွားတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့လူတယောက်အနေနဲ့ဆိုရင်တကယ်တော့ဟိုပြောရမယ်ဆိုလို့ရှိရင် priority သတ်မှတ်တယ်နော်ဦးစားပေးတဲ့ဟာပေါ့နော်ကိုဘွားမှာဦးစားပေးအရာတွေကိုသတ်မှတ်တယ်ဆိုတာလူတွေကတယောက်နဲ့တယောက်တော့မတူညီနိုင်ဘူး။ဘာတွေပေါ်မှာမူတည်ပြီးကွာခြားနိုင်လဲဆိုတော့သူတို့ရဲ့ belief တွေသူတို့ယုံကြည်မှုတွေနော်နောက်တစ်ခါကျသူတို့ရဲ့တန်ဖိုးသူတို့ထားတဲ့တန်ဖို းထားတဲ့ဆန်နှုံးနေเนาะနောက်တစ်ခါကျတော့အခြေအနေပေါ့အဲ့ဒီပေါ်တွေမှာမူတည်ပြီးတော့တယောက်နဲ့တယောက်တန်ဖိုးထားမှုတွေ priority value တွေကဒါကွဲပြားသွားနိုင်နေပေါ့เนาะအဲ့တော့ ပုံမှန်အဖြစ်ဆိုလို့ရှိရင်တာမန်လူလူတယောက်အနေနဲ့ဆိုလို့ရှိရင်ဘလို့အရာတွေကိုတန်ဖိုးထားတာမျိုးဖြစ်လဲဆိုဥပမာအဖြစ် relationship လေးဆိုကောင်းကျင်တယ်။ဘာလို့လဲဆိုတော့ကိုနဲ့ပတ်သက်နေတဲ့တခါလေကြာလို့ရှိရင်ဥပမာလင်မယားပဲဖြစ်ဖြစ်သမီးစားပဲဖြစ်ဖြစ်နော်ကိုနဲ့ဘေးနားမှာကတ်ထိုင်နေတဲ့ငယ်ချင်းပဲဖြစ်ဖြစ်အလုပ်တူတူတွဲပြီးတော့လုပ်တဲ့ business partner ပဲဖြစ်ဘလို့ relationship တွေမှာမဆိုဟိုတယောက်ယောက်ကအဲ့လိုကန့်လန့်တိုက်နေဆိုပြောရတာလွယ်တာအဲ့လိုမျိုးဟို ဟုတ်တယ်မလားမခွန်လင်းနေပေါ်လို့သိရမလားအဲ့လိုမျိုးအစင်မပြေတဲ့ကိစ္စမရှိထားလိုက်လို့အဲ့လိုမျိုးပြောတာလို့ပဲမဲ့အနည်းဆုံးလူတယောက်ကအဲ့လိုမျိုးကိုနဲ့အစင်မပြေဦးဖြစ်နေရဆိုလို့ရှိရင်ဒါတော်တော်ထိခိုက်တာမျိုးရှိရပေါ့အလုံးမောဘာဟောပေါ့နော်နေ့စဉ်ပေါ်မှာအဲ့တော့တာမန်လူတယောက်အနေနဲ့ဆိုလို့ရှိရင်ဒီ relationship လေးတွေကောင်းကျင်ကြရတဲ့အရာတွေကိုတန်ဖိုးထားတာမျိုးရှိရနောက်တစ်ခါကျတော့ကိုယ့်ရဲ့ professional နဲ့ personal growth ပေါ့နော်ကိုကိုယ့်ရဲ့အလုံးမောနောက်တစ်ခါကျတော့ကိုယ့်ရဲ့တကူကြီးတကာရအနေနဲ့ကိုဘယ်လောက်ထိတိုးတက်နိုင်သလဲပေါ့နော်ကိုယ့်ရဲ့ ဘယ်လောက်ထိသင်ယူနိုင်တယ်လဲဒါမျိုးတွေပုံမှာလဲမမလို့တန်ဖိုးထားတာမျိုးရှိတယ်။နောက်တစ်ခါကျတော့မမလို့ physical and mental well being ပေါ့စိတ်ကောကိုယ်ကောကျန်းမာရေးဒါကလည်းလူတွေကတန်ဖိုးထားကြတယ်เนาะစိတ်လည်းကျန်းမာခြင်းနဲ့ကိုယ်လည်းကျန်းမာခြင်းနဲ့အဲ့ဒါမျိုးပေါ့နောက်တစ်ခါကျတော့အော်မမုံအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ community မမုံရှိရဲ့ community မမုံကတော့စာရေးသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှိနေတဲ့ community မှာဘလို့ဟို positively ဘလို့မျိုး အမျှဝေမှုတွေပေါ့နော်အတိတ်ပဲရှိရမျှဝေမှုတွေကိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့ဟာမျိုးကိုမမုံအနေနဲ့ဆိုတော့တံပိုးထားတယ်ဘာလို့ဆိုတော့မမုံအစာရေးသူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့လူတွေကတံပိုးထားတဲ့အရာတွေကမျိုးစုံရှိနိုင်တယ်နောက်တစ်ခုကကျတော့အဲတငယ်ချင်းတွေကိုတံပိုးထားတယ်မိသားစုတံပိုးထားတယ်အဲ့လိုမျိုးပေါ့အကျမရေးကိုတံပိုးထားတယ်အစာရှိတဲ့အများကြီးရှိနေတယ်တယောက်နဲ့တယောက်အချင်းနေချင်းလည်းမတူနေနိုင်ဥပမာအဖြစ် အဲမိခင်တယောက်ဆိုလို့ရှိရင် तू ကဘလို့အရာတွေကိုတန်ဖိုးထားမလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ကလေးရင်းနဲ့ပတ်သက်တဲ့ပညာရေးတို့เนาะကလေးရင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဒါမျိုးတွေကို तू စိတ်ပူတာမျိုးရှိမယ်သူတို့ရဲ့ safety အတွက်သူတို့စိတ်စိတ်ပူတာမျိုးရှိမယ်မိပါရေးဆိုလို့ရှိရင်ပေါ့เนาะဒါမျိုးလေးပေါ့အဲ့တော့ priority ဆိုတာတကယ်တော့မခုနပြောသလိုပဲ value တွေကိုပြောတာပါပဲတန်ဖိုးထားမှုတွေကိုပြောတာပဲဖြစ်တယ်။အဲ့ဒီခါကျတော့တယောက်နဲ့တယောက်ကလည်းဒီတန်ဖိုးထားမှုတွေကတယောက်နဲ့တယောက်တော့မတူညီနိုင်ဘူး။ဘာဖြစ်လဲဆိုတော့မမလို့ရှင်တန်ရတဲ့ပုံစံတွေကွာခြားကြတယ်မတူညီကြဘူးပေါ့နော်။ဆိုတော့ဒီလိုပဲနားလည်ရမှာဖြစ်ပါတယ်။အဲ့တော့မမွန်ရင်ခုနကတော့ဒါ priority နဲ့ option ကြောင်းလေးပေါ့နော်။အဲ့တော့ဆက်ပြီးတော့လည်းမင်းမြန်ဝင်ပြပါနော်မ။ဟုတ်ကဲ့ဗျာနော်။အဲ့တော့ပရိသတ်တွေလည်း ကျွန်တော် comment လေးလည်းအများကြီးလာပြီးရေးထားပါတယ်။အမွန်လေးဆိုရင်ညီမလေးလာရေးထားအ comment လေးဖတ်ပေးခြင်းပါတယ်။မဟုတ်နော်။သူကညီမလေးကတော့ကိုနဲ့ဆက်နွယ်တဲ့ဘသူ့ကိုမဆိုပါဘူးနော်။အရေးကြီးရင်ကြီးသလိုရဲ့ priority ပေးတတ်တဲ့အချက်မျိုးတော့ရှိပါတယ်တဲ့။ကို့ဘောမှာ option လိုမျိုးထားပြီးတော့သူ့အတွက်ကြတော့ priority ထားစေခြင်းတဲ့သူမျိုးလည်းသူကြုံမှုပါပဲပေါ့နော်။တန်နိုင်တော့ကို့ဘောမှာ option ဖြစ်နေတာကိုသီးခံပြီးတော့သူ့အတွက် priority ခါခါပေးထားမှုပါတယ်။ဒါပေမဲ့ကြာလာတော့လူသားဆန်ခြင်းတဲ့စိတ်ပေါ့နော်။အတားရှိလာတဲ့စိတ်တွေကပွင့်အံလာပြီးတော့တဲ့သူ့ရဲ့ option ပေါ်ပေါ့ကိုရဲ့ option နဲ့ညီမျှချင်းချပေးလိုက်တယ် ဲတဲ့အခုချိန်မှာတော့တခြားသောကိုယ့်ပေါ်မှာ priority ပေးထားသူတွေဝယ်သူပြန်ပြီးတော့ဗောနော် priority ထားပြီးတော့နေနိုင်ပါပြီ။အဲ့ drop ဘာလဲအရင်ထပ်ပို့ပြီးတော့ပြောရှင်းလာပါတယ်။ဆိုပြီးတော့အာမွန်လင်းဆိုရင်ဒီမှာလည်းရှိထားပါတယ်ဗောနော်။ဟုတ်ကဲ့။ဟုတ်ကဲ့ဗျာ။အဲ့တော့ဒါမေခွန်းလေးနဲ့ဆက်ရမယ်ဆိုလို့ရှင်လည်းမမို့ရခုနညမလေးပြောထားသလိုပဲလူတွေကလေကိုတကယ်ချစ်ခင်မျက်နှိုးပြီးတော့ Twitter မိရဲ့သူတွေအပေါ်ဆိုလို့ရှင်အဲ့လိုမျိုးဘယ်လိုပြောမလဲ။ကိုယ့်ရဲ့စိတ်ဆန္ဒအရာနော် priority ပေးမိရတာကြီးဖြစ်နေတာလေ။โอ้အမြဲတမ်းသူတို့အတွက်ပဲတွေးပြီးအဲ့လိုဘရန်ဒီဥစားတွေပေးပြတယ်เนาะကိုပြီးတော့အဲ့လိုမျိုးပေးပြီးလို့ ရှင်လဲဟိုကို့ကိုများပြန်ပြီးဦးစားပေးရွေးချယ်ရင်ကောင်းမှာပဲဆိုပြီးမျောလင်းချက်ကလေးလည်းပြန်ထားတတာလေးနော်ကိုစံနီးလာကြည့်နေဘာ priority လို့ကျွန်လို့လားဟိုအဲ့ဒါလုံယူလို့လည်းမရဘူးဟုတ်တယ်သူများတော့သွားပြောငါ့ကို priority ပေးပါဟဲ့ဆိုလုံယူလို့မရဘူးငါလည်းနေကိုပေးထားပဲလေဆိုအဲ့လိုသွားပြောအဲ့ဒါဟိုဟာသူတို့နီးရမှာမရှိဘူးဟိုတနည်းကလည်းကိုယိုးကြီးနဲ့ကျွန်တော်အဲ့ကြောင်ညင်းညာနေမှာကိုချစ်တဲ့သူချစ်မှာကိုကအရန်ချစ်ပါတယ်ဆိုပြီးတော့ तू ကလည်းကို့အတိုင်းပြန်ချစ်ပါဆိုပြီးကျွန်တော်တို့သွားပြီးမှဟိုလုံယူလို့မရဟုတ်တယ်မှာ control လုပ်လို့မရဘူးကိုက priority ပေး းချင်တော့ပေးလိုက်ပါဒါကိုယ့်ရဲ့ဒါလုပ်ပိုင်ခွင့်ပဲပေါ့နော်ဒါပေမဲ့သူ brand ကိုလိုချင်လို့တော့မရဒါပေမဲ့လူဆိုတာလည်းမျောလင်းချက်နဲ့ရှင်တန်းတာလေဘာဖြစ်ဖြစ်ကိုပေးသလောက်မဟုတ်ရင်တော့နည်းနည်းတော့ပြန်လိုချင်တာပဲအဲ့တော့ဒီလိုမျိုးကြီးဂျုံရပြီဆိုလို့ရှိရင်မဟုတ်ဘူးလေလက်တော်ဂျုံနေရတဲ့သူတွေလည်းရှိမှာပဲဟိုကိုကကိုပေါ့ပေါ့ပါတသက်တသာလေးပဲနေပလိုက်ချင်တယ်ဒါကြီးကပဲအမြဲတွေးနေရစိတ်ဒုက္ခရောက်တယ်လေနော်အဘလို့နေရမလဲနေရမေးဖို့မေးပြရပါအဲ့ဒီမှာပေါ့ဟို AD ရေးထားတာလေးမဟုတ်ဘူးသဘောကျလို့ဒါလေးကိုနည်းနည်းပြောပြလိုက်အောင်မယ်သူကတော့ဘယ်လိုပြောလဲဆိုတော့ option လို ုတ်ခံရတယ်ဆိုလို့ရှိရင်တဲ့အဲ့တိတ်ကိုပင်မန်းနေဘာလို့ဆိုဒီလူရဲ့အချက်ကိုရဖို့သူ့ရဲ့အချိန်ကိုရဖို့တန်မိုးထားဖို့ရဖို့ဂယုဆိုင်ပေးမှုရဖို့တန်းစီနေရတယ်လို့မျိုးဖြစ်နေတယ်ဟုတ်နော်ဒါပေမဲ့ကို option လို့မသတ်မှတ်ပဲ priority လို့သတ်မှတ်ဖို့ဆိုတာသူ့ကိုခုနမမလို့ပြောသလိုပေါ့။သွားပြီး change လုပ်လို့လည်းမရဘူး control လုပ်လို့လည်းမရဘူးပေါ့နော်။အဲ့တော့ဒီလူတယောက်ရဲ့ဘဝမှာဟို ကိုထက်အရေးကြီးရဲ့အလုပ်တွေရှိနေရဲ့နော်ကိုထက်အရေးကြီးရဲ့အရာတွေနဲ့ပြည့်နေကိုကအမြင်နဲ့နောက်ကိုရောက်နေပေါ့နော်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ခုနဆန်းမေးတဲ့မိကုန်းပေါ့နော်လူတွေက prioritize မလုပ်ခံရဘူးပေါ့ priority လို့သူတို့ဦးစားပေးမခံရဘူးအဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့သူတို့စိတ်ထဲမှာဘလူဖြစ်လာလဲဆို under value ဖြစ်တယ်ဆိုတာတန်ဖိုးထားတာမျိုးမခံရဘူးပေါ့နော်ပြီးတော့လစ်လျူရှုခံရတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်နောက်တစ်ခါကျတော့သူတို့ကိုသူတို့ အရေးမကြီးရဲ့သူတွေလို့သူတို့စိတ်ထဲမှာခံစားရတာပေါ့နော်အဲ့ဒါတွေကနည်းနည်းကြာလာတဲ့အခါကျလို့ရှင်ဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှင်မမလို့စိတ်ပြတ်တယ်နော် disappointment ဖြစ်တယ်ဆိုစိတ်ပြတ်တယ်နောက်စိတ်ရှုပ်ထွေးမှုတွေဖြစ်တယ်နောက်တစ်ခါကျတော့သူတို့အားငယ်ဝမ်းနည်းလာတက်ကြတယ်ပေါ့နော်အဲ့လိုမျိုး priority အလုံးမခံရအောင်ဆိုဒါပေမဲ့ခုနကကိုစားနေပြောသလိုပဲအဲ့ဒီလို့သူကိုကိုပေးချင်တော့ priority ပေးလိုက်ဒါပေမဲ့သူစီက prioritize ပြန်လုတ်ခံရဖို့ဆိုတော့လေဒါသူကိစ္စပဲပေါ့နော်ကိုကဟိုဘာမှသွားပြီးတော့ပြောင်းလဲလို့မရအောင်အဲ့လိုမျိုးသဘောမျိုးတော့ဖြစ်တာပေါ့အဲ့တော့ခု 那别的路不，哥啊！ တော့အကောင်ဆုံးပေးလိုက်တယ်သူ့ကိုတော့ priority ပေးတယ်သူ့ကိုတော့ဦးစားပေးဒါပေမဲ့ကိုကတော့ဦးစားပေးမခံရအောင်ဆိုတော့ဒီဒီလိုအခြေအနေမျိုးမှာဘယ်လိုပေါ့ပေါ့ပါပါလေးနေလို့ရမလဲလို့ခုနအစမ်းပေးလိုက်တာเนาะအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုလို့ရှိရင်မမမတို့အကြီးကတော့ self care ပေါ့เนาะကိုကကိုမမတို့ဂယုဆိုင်ရမယ်ဘာလို့ဆိုသူဂယုမဆိုင်ပေမဲ့လို့ကိုကိုကိုဂယုဆိုင်နိုင်တယ်လေเนาะအဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးရှိမယ်ခုနပထမပြောသွားသလိုပေါ့ emotional mental physical เนาะ spiritual အဲ့ဒီကျန်းမာရေး well being ကြီးအကုန်လုံးမမမတို့ဂယုဆိုင်နိုင်နေတာ self care ပေါ့ ါ့เนาะနောက်တစ်ခုကကျတော့မမွန်နိုးစီမှာအာဘောင်ဒရီစီချမှတ်ရမယ်ပေါ့ဘောင်ဒရီစီပေါ့เนาะဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟိုဟာပေါ့ အဲသူ့ဘက်ကလည်းအရင်ပါမသွားတဲ့ဟာမျိုးပေါ့နော်ကိုကိုကလည်းသူ့သူ့ဘက် priority ပေးမယ်ဆိုအမြဲတမ်းပေးနေမယ်ဆိုတာမျိုးမဟုတ်ဘူးကိုက step back လုပ်တဲ့နေဆိုရင်လည်းလုပ်ရမှာပေါ့သိရမလားကိုကကို boundary လေးတစ်ခုထားလိုက်မယ် seed လေးတစ်ခုထားလိုက်မယ်နော်အဲ့လို boundary ထားလိုက်တာပါလဲဆိုမမွန်တို့ရဲ့ဒီကျမ်းမာရေးကိုရောစိတ်ရောကျမ်းမာရေးအတွက်ကိုဒါဟိုဟာလေးလုပ်လိုက်တာပေါ့ဟိုဂယုစိုက်လိုက်တာ protect လုပ်လိုက်တယ်ကာကွယ်လိုက်တယ်အဲ့လိုသဘောမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့မမွန်လုပ်စေချင်တာပါလဲဆို gratitude ပေါ့နော်ဟိုမမွန်တို့ gratitude practice ကျေးဇူးတရားနဲ့ပတ်သက်ပြီးတော့အဲ့ဒီဟာလေးအလေးအကျင့်လေးလုပ်စေခြင်းတယ်။ဘာလို့ဆိုတော့ဒီခါလေးကြလို့ရှင်ကိုကိုနဲ့ပတ်သက်တဲ့လူတယောက်ပေါ့နော်။ကောင်းတာလည်းဖြစ်ဘာလို့ဆိုတော့ဟိုဘယ်သူမှတော့ perfect မဖြစ်နိုင်ဘူးလေနော်အဲ့ဒီခါမှာဟိုဘယ်လိုပြောမလဲကောင်းတာတွေလည်းရှိရမကောင်းတာတွေလည်းရှိမယ်ဒါပေမဲ့ဟိုကျေးဇူးတင်စရာအချက်ကလေးတွေလည်းရှိသေးတာပဲဆိုပြီးတော့ဒီလိုမျိုးကျေးဇူးတရားလေးနဲ့ဟိုစိတ်ထဲမှာ နေလိုက်တယ်ဆိုလို့ရှိရင်နှစ်သိမ့်ချင်းကိုရနိုင်တယ်ပေါ့နောက်တစ်ခါကျတော့မုံမုံတို့ပျော်ရွှင်စေတဲ့အရာလေးပေါ့နော်အဲ့ဒါမျိုးလေးလုံနိုင်တယ်ဥပမာတခြင်းနာထောင်နာတို့နော်စာရေးတာဂီတာကြည့်ရအစချစ်တဲ့ပြင်ပေါ့ဒါလေးလုံနိုင်တယ်နောက်တစ်ခါကျတော့မလုံနိုင်တယ်ဆိုကိုယ့်ရဲ့စိတ်ကအရင် down နေတယ်နော်တရားဝင်နဲ့ပတ်သက်ပြီးတော့ဟိုစိတ်ထဲမှာဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်တရားဝင်နဲ့စကားပြောနိုင်တယ်ဥပမာကိုကိုချစ်တဲ့တငယ်ချင်းနေနဲ့စကားပြောရတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးလုံနိုင်တယ်အဲ့မျိုးလုံလိုက်တယ်ဆိုလို့ရှိရင်တော့ကိုကတည်းမလားဟိုကိုက priority အပေးမခံရလို့ကိုကအရှိမအမြဲရောက်နေ မြောက်မနေလို့ဆိုတာမျိုးတွေပေါ့အဲ့လိုခံစားချက်တွေကနေခဏလေးအဝေးကနေနေလိုက်ပြီးတော့ပေါ့နော်ခုနကပင်မနေတဲ့စိတ်တွေကနေပြီးတော့နှစ်သိမ့်ချင်းနေရနိုင်မယ်လို့အယူဆရတာပေါ့လေဟုတ်ကဲ့ပါနော်ဒီကတော့ဒါ self care ပေါ့နော်မဖြစ်ပါဟုတ်တယ်ဟုတ်ပြီမအဲ့တော့တချို့ကျွန်တော်မြင်ဘူးတာရှိရပေါ့နော်အရန်ဟိုအတ္တကြည့်ပြီးတော့တကူဟောင်းစမ်းနေတယ်အညွှေးလာထိုးနေတယ်ကောင်းတာကျွန်တော်လည်းညွှေးလာထိုးအဲ့တော့ ဟောဘလို့နေတာမှမဆိုဘော तू อ่ะဒီသူ့ကိုသူ priority အပေးခံကျင်တာမျိုးဘောเนาะအဲ့တော့ဟိုနမတကကိုကိုတိုင်ကအဲ့လိုလူမျိုးဖြစ်နေမလားဒါမှမဟုတ်ရှင်အဲ့လိုလူမျိုးနဲ့ကိုအများရန်ဆက်ဆံနေရမလားဘောเนาะအဲ့လိုဆိုလို့ရှင်ရောအဲ့လိုသူတွေကဘာလုပ်တင်လဲအဲ့ဒါလေး ਨੇ ပတ်သက်ပြီးတယ်ပြောပြပါအောင်เนาะမဟုတ်အခုနကကိုစာနေပြောလိုက်တဲ့အခါမှာဘာတခုမမတို့သတိထားမိလဲဆိုတော့ ဟိုတချို့တွေက priority အမြဲပေးခံခြင်းနဲ့အမြဲဦးစားပေးခံခြင်းနဲ့ချစ်ခံခြင်းတော့ချစ်ခံခြင်းဟုတ်ကဲ့ဦးစားပေးခံခြင်းနဲ့အဲ့ဒီလူတွေကအကြကြီးပြီးတကူကောင်းဆန်တဲ့သူပေါ့အဲ့လိုမျိုးဆိုတာမျိုးပေါ့နော်မောင်မကြားလိုက်တယ်ပေါ့အဲ့တော့ဒါပေမဲ့တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဟိုအချစ်ခံခြင်းနဲ့နော်ဦးစားပေးခံခြင်းနဲ့ဆိုတာလေတကယ်တော့အဲ့လောက်နဲ့လေသူ့ကိုအတားကြီးရလို့တော့လည်းပြောလို့မရဘူးဘာဖြစ်ဆိုမောင်တို့ကလူသားတွေပဲလူတိုင်းချစ်ခံခြင်းတာနော်အဲလူသားတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့မောင်တို့ကခုနပြောသလိုအတိအမှတ်ပြုတာခံ ခြင်းနဲ့ကျေးဇူးတင်တာခံခြင်းနဲ့နောက်တော့အာယုံဆိုင်မှုလည်းခံခြင်း။အဲ့တော့ကိုချစ်တဲ့သူစီရဆိုလို့ရှိရင်တော့ကိုကပို့ပြီးတော့အာယုံဆိုင်မှုတွေမမလို့ခံခြင်းတာပေါ့နော်။အဲ့လိုမျိုးရှိရဲ့။အဲ့တော့လူတစ်ယောက်ကအဲ့ဒါမျိုးလေးတွေဥစားပေးခံခြင်းနဲ့အတိမတ်ပြုခံခြင်းနဲ့ကျေးဇူးတင်ခံခြင်းနဲ့ဆိုတာနဲ့သူ့ကိုမမလို့အတ္တကြီးရဲ့ selfish ဖြစ်တယ် egoistic ဖြစ်တယ်လို့မှမလို့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့တခါလေကျတော့ဦးစားပေးခံခြင်းလွန်းတာကအရင်များလာလို့ရှင်တော့သူကဒါ problem ဖြစ်လာတာပေါ့လေပြဿနာတစ်ခုလိုမျိုးဖြစ်လာတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ကိုကအဲ့လိုလူတွေနဲ့ဆိုလို့ရှင်ဘယ်လိုမျိုး deal လုပ်မလဲပေါ့နော် နောက်တစ်ခုကကိုကိုတိုင်းရောအဲ့လိုလူဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့လိုလူတွေနဲ့ deal လုပ်တဲ့အခါမှာခုနမမပြောသလိုပဲအတိအကတော့ဘာလဲဆိုမမမတို့ boundary ကို set လုပ်တာပေါ့နော် boundary set လုပ်တယ်နောက်တစ်ခုကကျတော့ဟိုဟိုကိုကိုပေါ့ကိုကကိုစီလေးတားထားတာပေါ့နော် तू လဲကိုတဲ့အများကြီးရောက်မလာအောင် तू လဲသူ့ထဲကိုလဲကိုကအများကြီးရောက်မသွားအောင်ကိုကကို boundary လေးသတ်မှတ်ထားတာမျိုးရှိရယ်နောက်တစ်ခုကကျတော့မမမတို့တယောက်နဲ့တယောက်မှာဘယ်လိုမျိုးလဲဆိုလို့ရှိရင်နားလည်မှုလေးနဲ့ချင်းကပ်ဖို့လိုတယ်တယောက်နဲ့တယောက်ပြောတဲ့အခါမှာ तू ဒီလိုမျိုးပြောရဲဆိုတာလဲဥမာခုနစမ်းဆိုလို့ရှိရင် ဒီ talk မတိုင်ခင်မှာပြောရတယ်သမီးကအငယ်ဆုံးမလို့သမီးကဥစားပေးခံကျင်တယ်အရင်ဥစားပေးခံအဲ့လိုမျိုးပေါ့အဲ့တော့ဟိုသမီးကဥစားပေးခံကျင်တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအကြောင်းနေပါတာပေါ့ family ရဲ့မှာအငယ်ဆုံးဖြစ်တယ်ငငယ်ရဥစားပေးခံရတယ်အဲ့လိုမျိုးအဲ့ဒီခါကျတော့တငယ်ချင်းတွေတွေ့နေတငယ်ချင်းကဥစားပေးရခံကျင်တယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါနားလည်မှုပဲလေဒီအချက်ကလေးကိုနားလည်လိုက်လို့ရှိရင်သူကဘာဖြစ်လို့ဥစားပေးခံကျင်တာလဲဆိုတဲ့ဟာမျိုးနားလည်လိုက်လို့ရှိရင်ဟိုတယောက်နဲ့တယောက် communicate လုပ်ရတာအရင်လွယ်သွားအဲ့လိုပဲ priority မပေးတဲ့သူကိုလည်း तू ကဘာဖြစ်လို့ priority မပေးနိုင်တာလဲ तू ကဘာတွေရှိလို့လဲအလုပ်တွေရှိလို့လားသိရမလားအဲ့လိုအဆရှိသဖြင့်ပေါ့ဒါရအများကြီးပဲခုနကပြောသလိုအခြေအနေတွေတော့အနေအထားတွေအများကြီးကွာသွားနိုင်တယ်ကွာသွားနိုင်တဲ့အခါမှာခုနကပြောတဲ့ဟို priority လဲလုပ်မိလဲလုပ်မိမယ်မလုပ်မိရင်လည်းမလုပ်မိဘူးပေါ့ဒါမျိုးလေးမဟုတ်လို့ဖြစ်လာနိုင်တာပေါ့နော်အဲ့တော့အဓိကကိုကိုတိုင်းကလည်းတကယ်လို့အဲ့လိုမျိုးကိုတခါကြရင်ခုစမ်းဆိုလို့ရှိရင်ကိုကကိုသိရလေသမီးကဦးစားပေးခန့်ကျင်တယ်ဆိုတာမျိုးသိရအဲ့တော့ ကိုကိုကိုတိုင်းကဦးစားပေးခံကျင်တယ်ဆိုလို့ရှိရင်ဘာနဲ့ကြည့်ကြည့်မလဲဆိုခုနမမပြောသလိုပေါ့သူများတွေကိုနဲ့ဆက်ဆက်နေတဲ့သူတွေပေါ်မှာလဲကိုကဂယုနာနဲ့ကြည့်ကြည့်ပေါ့နော်ဘာဖြစ်လို့ तू ကငါ့ကိုဒီနေရာမှာတော့ဦးစားမပေးလိုက်တာလဲပေါ့နော်နောက်တစ်ခါကျတော့ ကိုဘကိုလည်းနားထောင်ကြည့်သူ့ကိုယ်သူသူ့ကိုလည်းနားထောင်ကြည့်အဲ့လို self reflection လေးတွေပြန်လုပ်ကြည့်ပေါ့နော်အဓိကဘာလဲဆိုတော့တစ်ဖက်ကအမြင်ကိုမမုံလို့ကြည့်ပေါ့နော်တစ်ဖက်ကအမြင်ကြည့်နောက်တစ်ခုကကြောင့်ကိုကဦးစားပေးခံချင်တယ်ဆိုတော့ကိုကရယူဖို့ပဲကိုစဉ်းစားဒါပေမဲ့အဲ့နေရာမှာကိုကအဲငါရောပြန်ပေးလိုက်ရင်ရောဆိုပြီးတော့ကိုကပေးတဲ့ဘက်ကိုလည်းကိုနည်းနည်းပြန်ကြည့်လိုက်ပေါ့နော်အဲမမုံကတော့အဲ့လိုမျိုးလေးလှုပ်လိုက်လို့ရှင်တော့ဟိုအဆင်ပြေမယ်လို့ထင်တယ် အဲ့တော့ကုဇာနီကပြောချင်တာရှိနေတယ်မမော်ရှင်ထဲမှာ तू အရန်ကိုမြုပ်သိထားရလားကုနာပြောချင်လို့တော့မပေါ့ဘူး तू ကအရန်တပြင်းပြင်းအဲ့လိုအဲ့လိုပြင်းနေတယ်သချင်းလာနေမှာမမော်နဲ့လည်းပြောပြောပြစ်တာပါလူတိုင်းလူတိုင်းကတော့လို့ကုနာအမလည်းပြောရပေါ့နော်အချစ်ခံကျင်တာအတ္တကြီးရတော့မဟုတ်ဘူးလူတဘာဝရတော့အချစ်ခံကျင်တာပဲပေါ့လေဒါပေမဲ့ဒါအားအီတအားလွန်ကဲလာရင်တော့ဒါပြဿနာနေနေတော့ရှိရပါလေအဲ့တော့လူတိုင်းလူတိုင်းလည်းအဲ့လိုကုနာပြောလို့ priority တော့ပေးခံကျင်တယ် option တွေတော့မဖြစ်ခံကျင်ကြဘူးတဘာဝပေါ့ဒါပေမဲ့ဟိုချွင်းချက်အနေနဲ့ပေါ့မှာ အဲကျွန်တော်ပဝင်းညမှာတချို့တွေ့ဘူးတဲ့သူတွေရှိရယ်သူတို့ကသူတို့ကသူတို့သူ option ဖြစ်နေမှလည်းသိရယ်အဲဒီလူရဲ့ရွေးချယ်ခြင်းခံထားတာပေါ့နော်ရွေးရွေးချယ်ခြင်းခံထားရဆိုတာဟိုလူသုံးပေါ့ရှိရရှိရချိန်မှာဟိုအဆင်မပြေရင်သူတို့မတွဲတော့ဘူးမသုံးတော့ဘူးအဆင်ပြေချိန်သုံးမယ်ပေါ့ပစ္စည်းလေးလိုပဲအဲ့လိုထားတာဒါပေမဲ့သူတို့ကိုယ်တိုင်အဲ့ဒါကိုနားလေသိရယ်ဒါပေမဲ့အဲ့ဒါကိုကြည်ကြည်နက်နက်အဲ့လိုခံစားတတ်တယ်ကြည်ကြည်နက်နက်အဲ့ဒီ option တွေရောပဲကြည်ကြည်နက်နက်ယူထားတဲ့သူတွေလည်းအများကြီးတွေ့ရယ်သူတို့လည်းအပြစ်ပြောလို့မရဘူးသူတို့ကြည်နက်လို့ပဲအဲ့ option တွေရောယူထားသူတို့ဒီဖြစ်လာမယ်ဆိုကြတယ်သူတို့ ိတယ်ဒါပေမဲ့ဟိုသူတို့လည်း priority ထားမခံအောင်သူတို့ကိုယ်တိုင်တည်ဒါပေမဲ့ဒီနေရာကိုပဲသူက ကြည်ကြည်နဲ့နဲ့ယူထားတဲ့သူတွေလည်းကျွန်တော်အများကြီးတွေ့ဘူးတယ်လို့နော်အဲ့တော့အဲ့လိုသူတွေလည်းဟိုအပြစ်ဟိုမမြင်ပါဘူးဘာလို့ဆိုတော့သူတို့ grind သူကြည်နဲ့လို့ဒီ option တွေနဲ့သူတို့ရဲ့ရွေးချယ်မှုပေါ့ဒါပေမဲ့အဲ့ဒါကြာလာလို့ရှင်တော့အဲ့ self esteem ပေါ့နော်ဟုတ်ကိုယ့်အကိုကြာလာအဲ့ option နေရာမှာနေနေရဲဆိုတာလေဟိုကြာလာလို့ခဏသူကြည်နဲ့တော့တော့ဟုတ်တာပေါ့ဒါပေမဲ့အကြာကြီးဖြစ်လာလို့ရှင်သူ့ရဲ့ self esteem ပေါ့နော် self worth ပေါ့သူ့ရဲ့တန်ဖိုးထားမှုတွေကကြာလာလိမ့်မယ်ဟုတ်အဲ့ခါကြာလို့ရှင်ကြာအောင်မတည်မလားဟုတ်ကဲ့သူကသူတို့ရွေးချယ်ထားရမယ်ဒါပေမဲ့အဲ့ခါကြာအောင်မတည် ယ်မလားဟိုထားပြီးပေါက်ကွဲရမျိုးပေါ့ငါတော့ကဒီလိုလုပ်ခဲ့တာဒါပေမဲ့ဟိုအဖေမတော့ဒါသူရွေးချယ်ထားသူလည်းဘယ်သူမှရွေးချယ်မထားခိုင်းအောင်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ self worth ကိုကိုယ့်အကူပြန်ပြီးဆန်းစစ်ဖို့လိုတာပေါ့ဟုတ်တယ်နော်မမွန်ပြောသလိုခိုင်းကြရင်လေအရင်အဲ့လိုလိုက်ရောပြီးရောမှ အဲလို option အဖြစ်ခံပြီးတော့မှဂျောင်းပိမ့်မိပြီးတော့လေဘာမှရွေးချယ်လို့မရအောင်နော်အဲ့လိုမျိုးဖြစ်သွားကိုယ့်ကိုပြန်ထိနိုင်တယ်အဲ့တော့စဉ်းစားအောင်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ပါအဲ့တော့ဟိုမမွေရဲ့ဒီနေ့က Valentine လည်းဖြစ်တော့လေဟိုအချီးအချီးကိစ္စလေးလည်းနည်းပြောချင်တယ်ပေါ့နော်အဲအချီးအချီးကိစ္စလေးမှာဆိုလို့ရှိရင်လည်းဒီ priority နဲ့ option ကအရေးကြီးရယ်လေနော်အဲ့တော့အဲ့နှစ်ခုတော့မူတည်ပြီးတော့ဟိုပြက်ပြက်တသားခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချဖို့လေလိုအပ်တယ်လို့ထင်တယ်အဲအကြံဉာဏ်လေးကြီးလည်းပေးပေးပါလားမမဟုတ် အော်ဘီဒီနေ့က first dining day ဆိုတော့ဒီကလည်းထည့်ပြောမပြင်းမနေထည့်ပြောပါဘူးနော်အဲ့တော့မဟုတ်လို့ဒီလိုမျိုး relationship တွေပေါ့လူတွေတယောက်နဲ့တယောက်တီးတွေ့ရဲဆက်ဆံနေဆိုတဲ့နေရာမှာအဓိကတော့ပထမကတည်းကမဟုတ်လို့ဒီလိုမျိုး priority နဲ့ option ဆိုတော့မဟုတ်လို့ဒါစတဲ့ကတည်းကဟိုတက်တက်မှတ်မှတ်ကလေးခွဲထားဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မဟုတ်လို့ dating ဆိုတဲ့စကားပေါ်လာပေါ့တယောက်နဲ့တယောက် date လုပ်နေတဲ့အချိန်မှာ ဟိုသူ့ရဲ့ priority ကဘာလဲเนาะအဲ့ဒါမျိုးသူ့ရဲ့ option ကဘာလဲအစရှိသမီးပေါ့เนาะဒါတွေကိုမမုံတို့ဘာလဲဆိုလို့ရှိရင်စကြရမမုံတို့သိအောင်လှုပ်ထားကြတာပေါ့เนาะတချို့ကြတော့တချို့ကိစ္စတွေမှာခုနပြောသလိုတချို့တချို့လူတွေမှာเนาะချစ်တယ်ချစ်တယ်လို့ပြောဖို့အခြေကိစ္စအဲ့ဒါတွေကအရှိကိုရောက်နေပြီပဲတချို့တချို့လူတွေမှာကြတော့အဲ့ဒီကိစ္စကအဲ့လောက်အရေးမကြီးတော့ relationship လို့ဟုတ်ကဲ့ မမလို့အရွယ်ဆိုလို့ရှင်ခုနပြောသလို Valentine Day မှာအချစ်ရေးလို့ပြောလိုက်တဲ့အခါမှာနည်းနည်းအောင်မှ feeling out သွားတယ်ဘာလို့လဲကျွန်တော်မမအရွယ်နဲ့ကြတော့ဟိုမမအတွက်မမအနေနဲ့တိတ်ပြီးတော့ဟိုကမဖြစ်တော့ interest မရှိတော့အဲ့လိုမျိုးပြောရမလားအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့သူ့ရဲ့ priority နဲ့သူ့ရဲ့ option တွေကဘာလဲဆိုတာမမတို့သိဖို့လိုတယ်အဲ့ဒီအကြောင်းတွေကိုလည်းမမတို့ကတယောက်နဲ့တယောက် ဟိုဟို communicate လုပ်ဖို့လိုရပေါ့တယောက်တယောက်တိတိချာချာလေး openly communicate လုပ်ဖို့လိုတာပေါ့เนาะငါကတော့ဒီဟာတွေကြိုက်တယ်ဒါကတော့ငါ့ရဲ့ priority တွေဖြစ်တယ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့တယောက်တယောက်မှာတိတ်ကွာဟမှုတွေများနေရဆိုလို့ရှိရင်လည်းခုနပြောရ priority တွေကတူနိုင်မှာမဟုတ်ဘူးဒါကလည်း problem တစ်ခုပဲပေါ့เนาะကွာဟနိုင်တာတွေကအများကြီးရှိရလေအခြေအနေရောက်ကွာဟနိုင် နေနေရာဒေသရောက်ကွာဟနိုင်နေအသက်အရွယ်ရောက်ကွာဟနိုင်နေအလုပ်အကိုင်းတွေးခေါ်အကုန်လုံးပေါ့เนาะအဲ့ဒါမျိုးတွေဖြစ်လို့ရှိရင်လည်းမတူနိုင်ဘူးအဲ့တော့ဒါတွေမှမလို့တော့တေချာ ား communicate လုပ်ဖို့လိုတယ်အဲ့တော့ပထမတစ်ချက်ကတော့မမမွန်ရဲ့ priority ကိုသိရမယ်ဒုတိယချက်ကတော့ဒီလိုမျိုးကိုယ့်ရဲ့ priority သူ့ရဲ့ priority အဲ့ဒါတွေကိုမမမွန်ကတည်တည်ချာချာ communicate လုပ်နိုင်ရမယ်ပေါ့နော်နောက်တစ်ခါကျတော့မမမွန်ရဲ့ option တွေပေါ့မမမွန်လို့ဟိုအဲ ဒီဟာမဖြစ်ရင်ဒီလိုမဟုတ်ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာမျိုးပေါ့ဥပမာဖြင့်ဟိုညှိနှိုင်းရတဲ့ဟာမျိုးပေါ့အဲ့ဒါတွေကိုမမလို့ဟို evaluate လုပ်ရမယ်ဆိုတာမမလို့တေချာဟိုသုံးသပ်ရမယ်အဲ့အဲ့လိုသဘောမျိုးပေါ့ဥပမာဖြင့်အတိုင်းဝိုင်းတစ်ခုပေါ့နော်ကိုကဒီအတိုင်းဝိုင်းနေမှာရှိရတယ်ဒါပေမဲ့ကိုရဲ့ potential partner ဖြစ်လာမယ်ဒီတယောက်ကရည်သားဖြစ်ရင်လည်းဖြစ်လာမယ်ဒါမှမဟုတ်ဟိုမိဟိုခင်ပွန်း or zani တယောက်ဖြစ်လာမယ်ကိုရဲ့ potential ဖြစ်လာနိုင်ခြေရှိတဲ့လူတယောက်ကဥပမာကိုရဲ့ဒီ ပဝင်းကျင်အတိုင်းဝိုင်းမှာသူကဝင်မဆက်နိုင်ဘူး fit in မဖြစ်ဘူးပေါ့ဝင်မဆက်နိုင်ဘူးတော့မပြောပါဘူးဟိုမကြိုက်ဘူးပေါ့နော်သူအဲ့ထဲမှာလာဖို့မကြိုက်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ another option ကဘာဖြစ်မလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးမှမဟုတ်တွေးဖို့ဟိုလိုတယ်ပေါ့လေနောက်တစ်ခါကျတော့ဘာရှိလဲဆိုတော့နောက်တစ်ခါကျတော့ အာနံပါတ်၄အချက်ပေါ့အဲ့ဒါကြောင့်မဟုတ်လို့ instinct လို့ခေါ်ရဲကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့ဟာတခုပေါ့ခံစားမှုတခုပေါ့အဲ့ဒါအပေါ်မှာလေ trust ကြည့်ဖို့လို့အဲ့မှာပထမဆုံးမဟုတ်လို့လူတယောက်နဲ့စပြီးတော့တွေ့ရဲစကားပြောရဲအဲ့လို dating လုပ်တယ်အဲ့လိုအချိန်မှာမဟုတ်လို့ဒီမှာ trigger လေးတွေဖြစ်လာတယ်ဥပမာတန်တရားလေးတွေဖြစ်လာတာဒါမှမဟုတ်စိတ်အနှောက်အယှက်ကလေးဖြစ်လာတာစကားကရင်တကူဆိုသလိုမျိုးပြဿနာလေးတက်ကြတာစိတ်ထဲမှာရှင်းမနေဘူးဟိုတခုခုပေါ့သူနဲ့ပတ်သက်လို့ရှင်စိတ်ထဲမှာအဲ့လို ခက်ရှုပ်ရှုပ်ကလေးအဲ့လိုမျိုးဖြစ်နေတာဆိုလို့ရှိရင်လည်းအဲ့ဒါကဘာကိုပြောရလဲဆိုတော့အဲ့ဒါတိတ်တော့မဟုတ်တော့ဘူးပေါ့နော် it doesn't feel right ပေါ့နော်ဟုတ်ကဲ့မဟုတ်တခုခုတော့မှားနေပေါ့အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တဲ့ခံစားချက်ပေါ့ wondering သိစိတ်လို့ပြောမှာပေါ့နော်အဲ့ဒါလေးကိုလည်းဟိုယုံကြည်စေခြင်းနဲ့မဟုတ်တော့အဲ့လိုအရာမျိုးတွေကိုယုံကြည်တတ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့ဟိုတိတ်အများကြီးတော့ပြောစရာမရှိဘူးဒါပေမဲ့အဓိကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ priority ကဘာလဲเนาะနောက်တစ်ခါကျတော့ ဒီလိုသူ့ရဲ့ priority ကဘာလဲဒါတွေကိုသိဖို့လိုတယ်တရားပြောဖို့လိုတယ်နောက်တစ်ခါကျတော့မမလို့ option တွေဒီလိုမဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုရဲဟာဘယ်လိုညှိနိုင်မလဲပေါ့ option ဆိုတာเนาะဒီမှာပြောမမပြောချင်တာတော့ဒါလေးတွေမမလို့အာလုံနိုင်နေဆိုလို့ရှိရင်တော့ဇုံတွဲတွေလည်းအဆင်ပြေကြမှာပါဟုတ်ဟုတ်ဟုတ်ကဲ့ဗျာနော်အဲ့တော့ကျွန်တော်တို့အာပရိသတ်တွေလည်း comment တွေအများကြီးအဲလာရေးထားလဲအဲတွေ့ပါတယ်အဲ့တော့อืม နည်းနည်းလေးဖတ်ပြခြင်းပါမောင်ပန်းမွေးတဲ့ option လို့သတ်မှတ်တဲ့သူတွေအနာရှောင်ခွာပြီးရောတဲ့ priority လို့သတ်မှတ်တဲ့သူတွေအနာမှာဒါနေထိုင်ရမှာဖြစ်ပါတယ်လို့အဲသူအနေနဲ့တော့ယူဆပါတယ်သူယူယူဆလေးပြောထားရပါတော့အဲနောက်ထပ်ကကြတော့อืมနောက်တစ်ယောက်က အဲ့ဒီချိုကလက်စားတဲ့အကြောင်းတွေပုံများတယ်ဒီနေ့ချိုကလက်စားတဲ့အကြောင်းတွေပုံများဟုတ်ကဲ့ပါเนาะအဲ့တော့ high hybrid တော့အများကြီးရှိပါတယ်ရှိရဲ့အင်းမြမောမချစ်စုကျွန်တော်ချိုကလက်အကြောင်းလေးပဲเนาะဟုတ်ကဲ့ဗျာကဲတော့မမွေကျွန်တော်တို့အာအချိန်နဲ့နေရကြပါပြီဆိုတော့နောက်ဆုံးအဆုံးသက်လေးပေါ့เนาะအဲ့အရေးလည်းကြီးပါဒီကိစ္စလေးကဘာလို့ဆိုတော့ကိုယ်ဒီ priority ပေးခံရပါတော့သူများရဲ့ကိုယ်လာပေးရအဲပေးရသူတွေလူတဘာဝရကျွန်တော်ခုနကလည်းအမားနဲ့တချင်းလာရင်ကျွန်တော်ပြောရပေါ့ကိုယ်သူရဂယုလာဆိုင်တယ်ကိုယ့်ဘော်အမြဲကောင်းတဲ့သူကလစ်လူရှူရတယ်သူတို့ဘော်ကိုတခုဆိုသွားမဲရတယ်သူတို့ priority ပြန်ပေးရမယ်စာကိုကသူ့ကို option တွေနဲ့သွားသွားပြီးတော့စိတ်တရားမပါဘူးနဲ့သွားဆက်ဆက်မိရတယ်ပေါ့နော်လူတဘောတဘာဝအရာရှိရပေါ့အဲ့တော့ဒီကိုယ့်ကို priority ပေးရသူကိုကလည်းဒီ priority ပြန်ပေးတတ်ရမယ်ဆိုတဲ့စကားလေးပေါ့နော်ဒီအချက်လေးကိုလည်းဒီနေ့အနှစ်ချုပ်အနေနဲ့ဆွေးနွေးပြပါအောင်နော်မှာ အဲ့တော့ဟိုလူတွေကတယောက်တယောက်မတူကြဘူးလေနော်။ဟိုကဟိုလာတဲ့လာတဲ့ဟိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်တွေမတူကြဘူး။အတွေ့အမြင်တွေမတူကြဘူးနော်။အဲ့လိုမျိုးတွေရှိရခါကြတော့ခုနပြောသလိုမျိုး တော့ priority လောက်ခံရရတယ် option လောက်ခံရရတယ်ဆိုတာမျိုးတွေ ਆ ဟိုအတွဲတိုင်းမှာဒါမျိုးတွေ ਆ တော့ရှိနိုင်တာပေါ့နော်ဟုတ်ကဲ့ဘယ် relate အတွဲမှာမဟုတ်ဘူးဘယ် relationship မျိုးမှာမဆိုဒါမျိုးတွေ ਆ တော့ရှိနိုင်တယ်ပေါ့ဒါပေမဲ့မဟုတ်လို့ဒီနေရာမှာဘယ်လိုမျိုးစဉ်းစားကြည့်နိုင်ဆိုဒီမှာ ADR လည်းပြောထားရပေါ့နော်ဒီ priority ပေးရတဲ့သူတွေဒါအနားမှာရှိပါစေဆိုပြီးတော့သူကတော့ပြောထားတယ်ခုနကကိုမောင်ပန်းမှုရလည်းဒီလိုမျိုးပြောထားတာတွေ့ရပေါ့နော်အဲ့တော့မဟုတ်လို့ဒီလိုမျိုးဟိုစဉ်းစားကြည့်လို့ရှိရင်ရောဘယ်လိုမျိုးဖြစ်မလဲဥပမာပြင်ကိုကို priority ပေးရတဲ့သူကိုကိုကလည်း priority ပြန်ပေးလိုက်ခြင်းအပြင်နောက်တစ်ခါကျတော့ ိုကလည်းသူ့ဘောမှာနားလေလိုက်ခြင်းအပြင်ဘာလဲဆိုလို့ချင်းသူ့ရဲ့ခံစားချက်တွေသူ့ရဲ့ကိုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့စူးစမ်းအားထုတ်မှုတွေဟာเนาะဟိုမမွန်တွေဘောမှာရှိနေရဲဆိုတော့မမွန်တော့အတိအမှတ်ပြုတ်ပေးရရောက်တယ်နောက်တစ်ခါကျတော့သူ့ကိုလေးစားရရောက်တယ်ဟုတ်ကဲ့เนาะ အဲ့တော့သူပြန်ပေးသလိုကိုကလည်းပြန်ပေးရဲသူ့အတိအမှတ်ပြုပေးရဲပေါ့နော်နောက်တစ်ခါကျတော့အဲ့လိုမျိုးမမွန်တို့အချင်းချင်းတယောက်နဲ့တယောက် ပြန်ပြီးတော့ဟို trust လေးပေါ့နော်ယုံကြည်မှုလေးမမွန်တို့အဲ့လိုမျိုးပြန်ပြီးတော့ပေးတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင် तू ကလည်းသူ့စိတ်ထဲမှာဘလို့ခံစားလာမှာလဲဆိုဟုတ်တယ်ငါသူ့အတွက်ယုံကြည်ရတယ်ကောင်းမွန်တဲ့လက်တွဲဖို့ဖြစ်တယ်မျိုးမိတ်ဆွေတငယ်ချင်းဖြစ်တယ်ချစ်သူဖြစ်တယ်အစရှိသဖြင့်ပေါ့နော်သူ့အနေနဲ့လည်းဒီလိုမျိုးခံစားလာတယ်အဲ့ယုံကြည်မှုလေးကိုမမွန်တို့အားကောင်းစေရဟာမျိုးတွေ့ရပေါ့နော်နောက်တစ်ခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်တယောက်နဲ့တယောက် तू ကလည်းကို priority ပေးသလိုကိုကလည်း ဲသူ့ကို priority မပေးနိုင်ဘူးဆိုရင်တော့မှအကြီးက understanding เนาะနားလည်မှုလေးတခုပေးကြည့်လိုက်ပါအဲ့လိုမျိုးပေးလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုမလို့စီမှာ relationship တွေမှာရှိတဲ့ ਨੇ ဒန်းတူညီမှုညီမျှမှုနဲ့တရားမျှတမှုပေါ့เนาะတရားနဲ့တရား fair and square လို့ခေါ်တာပေါ့ဒါမျိုးလေးကဖြစ်တယ်ဟိုဟိုကိုကလည်းသူ့ကိုပေါ့ပေါ့တန်တန်သဘောမထားဘူး तू ကလည်းကို့ပေါ်မှာပေါ့ပေါ့တန်တန်သဘောမထားဘူးပေါ့เนาะကိုက तू ကအမြဲတမ်း option တွေမှာဖြစ်နေရတာလည်းမကောင်းဘူး ကိုကိုလည်းတချိန်လုံး option လုပ်နေရဆိုလို့ရှိရင်လည်းမကအောင်ပေါ့နော်အဲ့ခါကျတော့မမလို့ခုနအကုန်လုံးခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ရှေ့ပိုင်းမှာပြောခဲ့သလိုမျိုးပေါ့နော်အရာရာမှာမမလို့အဓိကနားလည်မှုလေးနဲ့သွားမယ်နောက် boundary လေး set လုပ်မယ်ပြီးရခါမှာ तू ဘာဖြစ်လို့ဒီလိုမျိုးဖြစ်ရလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်နားလည်မှုနဲ့တယောက်တယောက်ချင်းကပ်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ခုနပြောသလိုပေါ့အ priority မပေးနိုင်ဘူးဦးစားမပေးနိုင်ဘူးဆိုရင်တော့မှသူ့နားလေမှုလေးပေးလိုက်ပါလို့မမွားဒီကအဆုံးအသက်ကလေးကိုပြောချင်ပါတယ်ပေါ့နော်နောက်ပြီးတော့အာဒီစာလေးကိုမမွန်တို့ဒီစကားဝိုင်းလေးမှာဆွေးနွေးခွင့်ပြုတယ်။နော်ဆရာအေဒီကိုလည်းမမွန်ဒီကနေပြီးကျေးဇူးတင်ပါတယ်။ဟိုအေဒီရဲ့ပြည့်သက်တွေလည်းနားထောင်နေမယ်လို့မမွန်မျှော်လင့်ပါတယ်။မန်လေး FMP အသက်တွေရောမမွန်ရဲ့စာဖတ်တဲ့သူတွေရောပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါမမွန်ကျေးဇူးတင်ပါတယ်မ။ဟုတ်ကဲ့ပါမမွန်။နောက်ကတွေ့ကြရင်အရင်မိုက်ပါတယ်။ Tayai tin sa pe ni ye Melia fan Minglanya ne season